ဧပြီ21ရက်မှာမြင်းကလင်ကြီးမားစွာလှုပ်ခတ်မှာဖြစ်ကြောင်းသတင်းမှဖြန့်ဝေခဲ့တဲ့ John Pomatory တက်တော့အကောက်ပိုင်ရှင်ဂျွန်မိုးသဲကိုဖမ်းဆီးရမိခဲ့တယ်လို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။2025ခုနှစ်ဧပြီ21ရက်မှာမြင်းကလင်ကြီးမားစွာလှုပ်ခတ်မယ်လို့တက်တော့အကောက်ကနေတဆက်မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရဧပြီ22ရက်မှာမုံရွာမြို့မြောက်ရီရက်ကွက်တိုးချက်ကွက်တေရက်နေမြေ21 ရွှေညောင်ပင်လမ်းမရှိတဲ့နေရင်ကိုသွားရောက်ရှာဖွေခဲ့ရာဂျွန်ပမ်မထရီအကောက်ပိုင်ရှင်ဂျုံမိုးတဲကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်စစ်ဖော်ထုတ်ချက်အရ၎င်းဟာ2021ခုနှစ်ဖေဖော်ဝါရီလရက်နောက်ပိုင်းမုံရွာမြို့ပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲတွေမှာအကြိမ်20ခန့်လိုက်ပါဆောင်ရွက်ခဲ့တဲ့အတွက်မုံရွာနယ်မြေရဲစခန်းကရာဇသက်ကြီးဥပဒေပုံမှန်905ကကြီးနဲ့အမှုဖွင့်အရေးယူခဲ့ပေမဲ့လည်း အသက်မပြည့်သူကလေးတငယ်ဖြစ်တာကြောင့်မိဘအုပ်ထိန်မှုအောက်မှာကောင်းမွန်စွာနေထိုင်ဖို့မုံရခရိုင်တရားရုံးကအမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်တယ်လို့သိရပါဗျ။ အဲနောက်2021ခုနှစ်မေ28ရက်မှာကော့ဂရိတ်မြို့ကနေတဆင့် KNDO တရင်6ကိုတွားရောက်ခဲ့ပြီးအဆိုပါ KNDO တရင်6မှာဖွင့်လှစ်တဲ့အကြံဖတ်တင်နန်းကိုတင်နန်းသား85ဦးနဲ့အတူတက်ရောက်ခဲ့ကြောင်းအဲနောက်အကြံဖတ်အဖွဲ့အစည်းတွေအတွက် online ကနေတဆင့်အလူငွေတွေကောက်ခံထောက်ပံ့ပေးခဲ့ကြောင်းနောက်ဆက်ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အိနောက်2021ခုနှစ်စက်တဘာလတတိယပတ်ခန့်မှာမုံရွာမြို့ကိုပြန်လည်ရောက်ရှိနေထိုင်စဉ်အောက်တိုဘာ30ရက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးထိန်သိမ်းခြင်းခံခဲ့ရကြောင်း အဲ့နောက်နိုဝင်ဘာ14ရက်မှာမုံရမြို့အမှတ်1ရဲစခန်းမှာအကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေပေါ်မှ90ညမြင်းဆောင်52ကာဂျီရိုနဲ့အမှုဖွင့်လှစ်ခဲ့ပြီးမုံရခရိုင်တရားရုံးက2022ခုနှစ်အောက်တိုဘာလမှာထောင်ဒဏ်နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်မန္တလေးမြို့မှာရှိတဲ့လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းမှာထိန်းသိမ်းဆောက်ရှောက်ခြင်းခံခဲ့ရပြီး2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဂျုံမိုးသိန်းအနေနဲ့ထောင်ကနေလွတ်မြောက်ပြီးတဲ့နောက်ဗီဒင်လက္ခဏာပညာကိုအသုံးချပြီး ပြည်သူလူထုထင်အောင်ထင်မှားဖြစ်စေဖို့ရည်ရွယ်ချက်နဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာ jomo5.t နာမည်နဲ့ TikTok အကောင့်ဖွင့်လှစ်ပြီးအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ post တွေကို၎င်းမြင်းကလေးနဲ့ပတ်သက်တဲ့ post တွေကို၎င်းအများပြည်သူအထိတ်အလန့်ဖြစ်စေဖို့ရည်ရွယ်ပြီးမဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်းစစ်ဆေးတွေးရှိရတဲ့အတွက်၎င်းကိုဥပဒေအရထိတိယောက်ယောက်ရေးယူသွားမှာဖြစ်ပြီးနောက်အလားတူမဟုတ်မမှန်သတင်းအမှားတွေရေးသားဖြန့်ဝေသူတွေကိုလည်း စီစဉ်ဖော်ထုတ်ပြီးထိထိရောက်ရောက်ရည်ရွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းသဘာဝဘေးရန်နေနဲ့ပတ်သက်ပြီးသတင်းအတုသတင်းအမှားတွေကိုမတမာသူတွေကဖြန့်ဝေရေးသားဖော်ပြလျက်ရှိတာကြောင့်ယုံကြည်မှုမရှိဖို့နဲ့သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းတွေကိုသက်ဆိုင်ရာမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်နဲ့တပြေးညီတိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်းလဲနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။